နှစ်နှစ်အရွယ်တသမီမီလီတို့ဘာကြောင့်မူကြိုကြောင့်စားထားတင်တလဲဆိုတော့သိပ္ပံပညာရှင်တွေရဲ့လီလာတွေ့ရှိချက်အရမွေးစမှာ၃နှစ်အရွယ်တသမီမီလီတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးကြီးရဲ့အသက်အရွယ်အပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကလေးတွေရဲ့အုံနှောက်မှာဆိုရင်မွေးစမှာပထမအစောပိုင်းနှစ်အနည်းငယ်အတွင်းမှာဆိုရင်တင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပါတယ်။ ကလေးတယောက်ရဲ့ညူရုံးချိတ်ဆက်မှုကလုံဆောင်မှုအကောင်းနဲ့ပတ်ဝန်းကျင်မှာဆိုရင်တစ်စက္ကန့်မှာခုံနှုံး900မှာ1000အထိပြင်းပြန်စွာဆက်တွယ်နေပါတယ်။အတက်နှစ်နှစ်ကနေ၃နှစ်အရွယ်တတမီမီလေးတွေရဲ့အုံနှောက်ကလူကြီးတယောက်မှရှိတဲ့အုံနှောက်ထက်နှစ်ဆပြင်းပြန်စွာဖွံ့ဖြိုးတွက်လက်ပြီးတော့လှုပ်ရှားနေပါတယ်။အဲ့ဒီလိုညူရုံးချိတ်ဆက်မှုတွေကကလေးလေးတွေရဲ့ဘဝအတွက်အခြေခံနေဖြစ်ပါတယ်။ကလေးတွေရဲ့ပတ်ဝန်းကျင်ကကလေးတွေရဲ့အုံနှောက်ကိုပုံဖော်ပေးနေတာဖြစ်တဲ့အတွက် နှစ်နှစ်အရွယ်မှာကျောင်းစထားမယ်ဆိုရင်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။